တော်ကိုယ်စားလှယ်များအနေနဲ့လေနဲ့ပြောပြီးလေထဲမှာပျောက်သွားတာမျိုးဖြစ်ပေါ်လိုတယ်လို့ပြည်သူ့လွတ်တော်ဥက္ကဋ္ဌဦးဝင်းမြင့်ကစက်တင်ဘာလ23ရက်နေ့ကပြည်သူ့လွတ်တော်အစည်းအဝေးမှာပြောပါရယ်စတမလာ23ရက်နေ့ကပြုလုပ်တဲ့ပြည်သူ့လွတ်တော်အစည်းအဝေးရဲ့ကျဲဝင်းမြမေးခွန်းများမေးမြန်းခြင်းနဲ့တပ်ဆိုင်ရာပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်များမှဖြေကြားခြင်းအစီအစဉ်အပြီးမှာအထပ်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ လွှတ်တော်ဥက္ကဋ္ဌဦးဝင်းမြင့်ကလွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ဆွေးနွေးမှုပြုလုပ်နေပေမဲ့ပိုင်ပိုင်နိုင်နိုင်အကောင့်အထည်ဖော်နိုင်မှုလို့ကြောင်းအဲ့ဒီလိုအကောင့်အထည်ဖော်နိုင်မှသာပြုပြင်ပြောင်းလဲမှုကိုရောက်မှာဖြစ်တယ်လို့ပြောပါရယ်လွှတ်တော်ကိုယ်စားလှယ်နည်းနည်းအားလည်းခုနသက်ဆိုင်ဝန်ကြီးပြောကြားသလိုပဲအထောက်ထားခံရလို့လုံးနဲ့တင်ပြနိုင်တယ်တိုင်ကြားနိုင်တယ်စာပို့နိုင်တယ်လို့အစွမ်းကုန်ပြောပြီးပြီအဲ့ဒီတော့ကိုတို့လွှတ်တော်ကိုယ်စားလှယ်တွေနည်းနည်းအား လေနဲ့ပြောပြီးလေထဲမှာမပြောက်ဘူးလေလို့တယ်ပြောတော့ပြောနေကြတာပဲသို့တော်လဲလက်တွေ့ကြကြ ထိထိမိမိပိုင်မနေနေအကောင့်တွေပေါ်ဖို့လို့တယ်အဲ့ဒီလိုအကောင့်တွေပေါ်နိုင်မှလဲဒီလိုပြုပြင်ပြောင်းလဲမှုရောက်မှာမေးတယ်ဆွေးနွေးတယ်လေနဲ့ပြောတယ်နောက်ပြီးတော့ လေထဲမှာပဲပျောက်သွားတယ်အဲ့ဒါမျိုးတော့မဖြစ်ဖို့တော့ကျွန်တော်တို့ကိုယ်စလေဘက်မှာလည်းတာဝန်ရှိချက်ကန်ဘယ်လင်းဆိုတာဒါကိုပြောနေတယ်အဲ့ဒီနောက်လွတ်တော်ကိုယ်စလေတွေအနေနဲ့ကို့မဲဆန္ဒနဲ့ကို့နေရာနဲ့ပတ်သက်လို့တာဝန်ကြီးကြီးလုပ်ပေးဖို့လိုကြောင်း တောင်းဝင်ကြီးကြီးလုံးမပေးပဲနဲ့ရေဘူးရတွေမေးပြီးတော့ရေဘူးရတွေပဲပြောတော့မယ်ဆိုရင် ရေဘူးရတွေပဲဖြစ်မှဖြစ်ကြောင်းနဲ့လွှတ်တော်ကိုယ်စားလှယ်တွေကိုလွှတ်တော်ဆိုင်ရာဥပဒေနီးဥပဒေမှာပါတဲ့ကိုတောင်းဝင်နဲ့လုတ်ပိုင်ခွင့်တွေကိုတည်တည်ချာချာကျင့်ကြအောင်လေ့လာထားဖို့လိုကြောင်းဦးဝင်းမြင့်ကထပ်မံပြောကြားပါရစေ။ ဆက်လက်ပြီးလွတ်တော်ကိုယ်စားလှယ်တွေအနေနဲ့တာဝန်နဲ့လုပ်ပိုင်ခွင့်ကိုတိတိကျကျနဲ့အုပ်ချုပ်ရေးပိုင်းကိုဝင်ရောက်ဆော့ဖက်တာမျိုးမဟုတ်ပဲ parliamentary oversight အရာလုပ်နိုင်တာတွေအများကြီးရှိတာကြောင့်အဲ့ဒီဟာတွေကိုလုပ်ပေးဖို့လွတ်တော်ကိုယ်စားလှယ်တွေကိုတိုက်တွန်းပြောကြားခဲ့တာဖြစ်ပါတယ်။